နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ဆက်ဆံရေးတင်းမာနေတဲ့တရုတ်နဲ့ဂျပန်တို့အကြားအငင်းပွားနေတဲ့ဆန်ကာကူကျွန်းစုအနီးမှာထိုက်တိုက်တွေ့မှုတွေထပ်မံဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဂျပန်ဝန်ကြီးရှုတ်သစ်ဆာနာအေတာကာအီရှိကပြီးခဲ့တဲ့လကထိုင်ဝမ်အပေါ်တရုတ်ရဲ့တိုက်ခိုက်မှုမှန်သမျှအပေါ်မှာစစ်ရေးအရဝင်ရောက်ဆွတ်ဖက်နိုင်တယ်လို့ပြောကြားခဲ့ပြီးတဲ့နောက်ပိုင်းနှစ်နိုင်ငံအကြားဆက်ဆံရေးတွေတင်းမာလာခဲ့ပြီးတဲ့နောက်ဒီထိုက်တိုက်တွေ့ဆုံမှုတွေထပ်မံဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။ ဒီထိုက်တိုက်တွစ်ဆုံမော်ဟာနှစ်နိုင်ငံအကြားသူပိုင်ကိုပိုင် အငင်းပွားနေတဲ့တရုတ်ကဒိုင်အိုယုကျွန်းလို့ခေါ်ပြီးတော့ဂျပန်ကတော့ဆန်ကာကူးလို့ခေါ်တဲ့ကျွန်းစုမှာဂျပန်နဲ့တရုတ်သင်္ဘောတွေဟာအင်္ဂါနေ့မှာအငင်းပွားမှုဖြစ်ပွားခဲ့တာလို့နှစ်နိုင်ငံကန်ယိုတန်ဆောင်တပ်တွေကိုကိုးကားပြီးတော့ AFP မှာသတင်းဖော်ပြပါရယ်တရုတ်ကန်ယိုတန်ဆောင်တပ်သင်္ဘောဟာသူတို့ကိုသူတို့ပိုင်ဆိုင်တယ်လို့တောင်းဆိုထားကြတဲ့ဆန်ကာကူးကျွန်းစုတွေအနေကဂျပန်ရဲ့ရေပိုင်နဲ့အတွင်သွာလာမှုတွေဟာ အခြေခံအားဖြင့်နိုင်ငံတကာဥပဒေကိုချိုးဖောက်နေတာဖြစ်တယ်လို့ဂျပန်ကပြောကြားပါတယ်။တရုတ်ကမ်းခြေဆောင်တဲ့ပြောရေးဆိုခွင့်ရှိသူလျုံတက်ကျွင်းကတော့ဂျပန်ငါးဖမ်းသင်္ဘောတစ်စင်းဟာတရုတ်ရဲ့ရေပိုင်နဲ့အတွင်ကိုတရားမဝင်ဝင်ရောက်ခဲ့တဲ့အတွက်ဂျပန်သင်္ဘောတွေကိုမောင်းထုတ်ဖို့တတိပေးချက်တွေပြုလုပ်ခဲ့ရတယ်လို့တရုတ်ကမ်းခြေဆောင်တက်ရဲ့တရားဝင်ဝီရှက်အကောင့်မှာရေးသားထားပါတယ်။တရုတ်ကဒိုင်ဝိုယုကျွန်းလို့ခေါ်ပြီးဂျပန်အုပ်ချုပ်ထားတဲ့ဆန်ကာကူကျွန်းစုတွေဟာ နိုင်နိုင်ငံကြားဆေစုနှစ်ကြာပုံမှန်ပฏิပခဖြစ်ပွားရာနေရာတစ်ခုဖြစ်တယ်လို့ဆိုပါရယ်ဂျပန်ဝန်ကြီးချုပ်ဆာနာအေတာကာအီရှိရဲ့ထိုင်ဝမ်ကျောင်းနဲ့ပတ်သက်ပြီးမှတ်ချက်တွေအပြီးအခုဖြစ်ရဟာဒုတိယအကြိမ်ထပ်မံဖြစ်ပွားလာခဲ့တာဖြစ်တယ်လို့ Kyoto News ကဖော်ပြထားပါရယ်